so let me back on your baby we don't want so little so little we know it's not me တို့စေဘိုးတိုက်ပုံကတော့တော့အမရဲ့မူကတော့အာရန်သာမင်းရွှေဘိုးတိုက်ပုံဝန်ထမ်းရမယ်အဲ့လိုစိတ်ကလေးနဲ့အမကအာဟိုစပြီးတော့ထုတ်လုပ်ခဲ့တာဖြစ်တယ်အာဒီမြမတို့ရဝိထည်ရောက်တာဖြစ်တဲ့အတွက် ခေါင်းစားခြေစုံမစီမံရပါတယ်ခေါင်းပေါင်းအောင်လည်းစဖက်နဲ့ချီပေါ့လေအဒီလိုရွှေပိုးတိုက်ပုံရွှေပိုးရှက်အကုန်လုံးအမထုတ်ထားတာတွေရွှေပိုးတိုက်ပုံရဲ့ site တက်ဖွင့်ပွဲခန်းအနေနဲ့ရရရရရဝေးပါမိမယ်ဆိုရင်ဟုတ်ကဲ့ရပါပြီခင်ဗျာ special discount တွေရှိပါတယ် မအမျိုးသားကတော့ဒေါက်တာအောင်မျိုးသူယောဂဗီဒပါရဂူပါဟုတ်ဒီနေ့ရှင်ပိုးတိုက်ပုံရှင်ပိုးရီပိုးတဲ့တိုက်ရဲ့73နှစ်ပြည့်ပွဲလေးလေးဖြစ်ပါတယ်ဆိုင်ငယ်နေရလိပ်စာပြောင်းရွှေ့ခြင်းပြောင်းရွှေ့တဲ့အထိတ်မှန်နေနဲ့ဖွင့်ပွဲဖွင့်လှစ်ခြင်းဖြစ်ပါတယ်ဟိုအဓိကတော့ तू ကဟိုဘယ်လိုပြောမလဲအပြင်လူဖြစ်တာလည်းပါတော့ဗောနော်ဟိုဆယ်လီမဟုတ်တဲ့အတွက်ဟိုပွဲတိုင်းတော်တော်များများတော့ तू ကလိုအပ်ရင်တော့လိုက်ပြီးပါတယ်မလိုအပ်ရင်တော့ तू သူ့လုံးသူ့လုံးတာဗောနေအဲ့လိုပုံစံမျိုးလေးပါပဲ အော်ဟောဒါဒီနေ့ဒါအမနဲ့အနာပြီးတွဲချင်နေရတယ်နည်းနည်းစိတ်လုံရှားနေလားဟုတ်ကဲ့ပုံမှန်ပါပဲဟာအင်းသူအင်တာဗျူးဖြေလာတဲ့၁၂နှစ်ရှိပြီသူလဲဖြေရတော့ညီမလေးရေပြောမပြတတ်အောင်ပဲ၁၃နှစ်တာကာလလုံးမှာအော်ဒီခါလေးအော်ငါအရင်ပြုတ်တော့မှလားငါမွေးွားတော့မှလားဆိုလို့ပြီးတွဲခဲ့တဲ့အချိန်နေလဲများတယ်နောက်ဘာပဲဖြစ်ဖြစ်ငါရအောင်ကြိုးစားမယ်ဆိုတဲ့အချိန်နေလဲရှိတယ်အဲ့တော့အဲ့လိုနေပဲ ရေစည်းတစ်ခါရေသားတစ်လှည့်နေပဲအခု73နှစ်ရောက်လာတော့ဗောလေသူကတော့အဓိကတော့အမရဲ့ backup ပေါ့ backup ဖြစ်တဲ့အတွက်အမအဓိကစိတ်ချမ်းချမ်းသာသာနဲ့ရှေ့ကိုတိုးပြီးအလုပ်လုပ်နိုင်သူကနောက်ကအပြည့်ဝသူကဟိုမိမအောင်ထောက်ခံနေဗောလေမထောက်ခံလို့လည်းမရဘူးဆိုတော့အပြည့်စကားပြောရတာဗောဘာလို့ဆိုတော့ကျွန်တော်တို့ဒီအဓိကတော့ motivation ပေါ့ဒီကျွန်တော်တို့ဒီအဲစီပွားရေးရစိတ်တဲ့ကြတဲ့ခါလေးရှိတာဗောဗျာအဲ့ဒီအချိန်မှာတော့ အဲဆက်ပြီးတော့သမီးတချင်းလေးဖွင့်ပေးပါဦးပေါ့နော်ဒီဒီတချင်းလေးဖွင့်ပေးပါဦးကိုယ်အောင်မြင်တဲ့အရာလေးကိုဆက်ပြီးတော့လုပ်ကိုင်မှုအတွက် motivation ပေးရတာပေါ့ပြောမပြတဲ့လောက်အောင်ပါပဲအဓိကကတော့ညီမလေးရဲ့အမရဲ့ဒါစီးပွားရေးပဲပေါ့နော်စီးပွားရေးပဲဆိုတော့ဟိုဘယ်လိုပြောရမလဲကိုကိုစိတ်ရှိတိုင်းလူနိုင်မှုပေါ့နော်ကိုရင်းရဲ့လူနေမှုအဆင့်အတန်းတစ်ခုနိုင်မသွားဖို့အတွက်ကတော့အမတို့ကစီးပွားရေးလုပ်ရမယ်လေ အမားတို့လူစင်တယ်အမားတို့စာဝတ်နေရှိရဲအမားတို့ကလေးစိတ်တွေရှိရဲဒီအတွက်အမမပိုရာဘာပိုလဲဆိုတော့မိဘတွေအားလုံးလည်းမိသားစုရဲ့အားလုံးလည်းအမတယောက်တည်းပဲအဲထောက်ပံ့နေရတာဖြစ်တယ်နောက်တစ်ခုအမမဝန်ထမ်းတွေအများကြီးရှိရဲအဲနောက်အမစိတ်ကလည်းမြင်တအားလူစင်တာလေနော်ဒီနေ့ဆိုရင်အမမိမောက်ဖွဲ့တို့ဒီနေ့မှဆယ်သိန်းလူတန်းပါတယ်ဘာဖြစ်ဆိုအမေတကယ်ခက်ခဲနေတာသူလို့ရေတော့အမစိတ်ရှိတိုင်းလူဖို့အတွက်အမကပို့ပြီးတော့ချွေတာရတယ်ပို့ပြီးတော့အလုပ်ကိုစူးစမ်းရတယ် တိုက်ပုံတွေချုံရင်းချုံရင်းနဲ့ဒီအဲကန်းတစ်ခုလုံးတိုက်ပုံတွေဖြစ်သွားတော့တိုက်ပုံပင်လေးလို့ဖြစ်သွားတော့အမဆိုညညတိုင်းတိုက်ပုံတွေထွက်ကြည့်ပြီးတော့ငါရောင်းမရောင်းရပါမလားတိုက်ပုံတွေကိုစွန့်လာပြီးတော့ချုပ်ထားပြီးမရောင်းရရင်ဒါဟိုလက်မိတ်မှာသွားချရောင်းလို့ရတယ်အထည်လည်းမဟုတ်ဘူးလေနော်အဲ့တော့ငါဒုက္ခရောက်တော့မှလားအဲ့လိုမျိုးတွေလည်းအများကြီးပေါ့အမတရားတွေစိုးရိမ်စိတ်တွေနေပေါ့မှာအော် ်ပျော်ရွှင်မှုအသီးပွင့်တွေလည်းအများကြီးပါဒါကြောင့်မလို့လေဆိုင်နေတဆိုင်မီးတဆိုင်တိုးရတော့ဗောဗျာပြည့်စုံအမလက်ကားပြီးတော့ဟိုမိုးတော့မကုန်သေးဘူးအမတိုက်ဖို့ပင်လေးကြီးကတဲမှမရှိတော့ကိုယ်ဆိုင်ရောင်းစရာအဲ့လိုမျိုးတွေလည်းအမကြုံရရတယ်အမကပြီးတော့အလုပ်တစ်ခုလုပ်ရင်အခုမြင်အခုထလုပ်တော့အမမရှိဘူးအမကတစ်ချိန်လုံးကြံတာဗောနော်ဒါအောင်ငါလုပ်တော့မယ်တော့အခုဒီဆိုင်ပွင့်ပွင့်ဆိုလေအမအခုမှထလုပ်တော့ဗောအမတစ်နှစ်လုံးကြံတယ်စဉ်တန်တန်တယ်ဗောအမတို့စေဘိုးတိုက်ပုံကတော့အမရဲ့မူကတော့ အော်ဒီရန်သားမင်းရေရှင်ပိုးတိုက်ပုံဝင်ထိုင်ရမယ်အဲ့လိုစိတ်ကလေးနဲ့အမကအော်ဟိုစပြီးတော့ထုတ်လုပ်ခဲ့တာဖြစ်တယ်အော်ဒီမြမကျိုးရဝိထေရောက်တာဖြစ်တဲ့အတွက်ခေါင်းစားခြေစုံမစီမံရပါတယ်ခေါင်းပေါင်းအနေစာဖနက်တီပေါ့လေအာဒီလိုရွှေပိုးတိုက်ပုံရွှေပိုးရှက်အကုန်လုံးအမထုတ်ထားတာလေအာမြို့သားလည်းမစီယာဟာပဲဝဲဝဲရတာ ိုင်ရှင်ပဲဝေးရတော့ဇင်းလုံးကြီးကသူ့အမျိုးသားလိုက်သူ့ဇင်းနဲ့သူ့ပေါ်ညီမလေးရဲ့အာနဲတာလည်းရှိရဲ့များတာလည်းရှိရဲ့အတင်းတင်းလည်းရှိရဲ့အဲ့လိုမျိုးလေးပေါ့သူတို့ဟို customer တုံးဆွဲခြင်းတဲ့ပုံမှာ mood TV အမကတော့အကုန်ဆုံးအောင်ထားပေးရတာပေါ့စိုင်းတစ်ဆိုင်ဆိုတာစုံမလည်းဈေးရောင်းရတာဟုတ်ကျော့ဆိုစိုင်းလည်းမဝင်ရဲဘူးလို့ဈေးကြီးမှပဲမတက်နိုင်ဘူးလို့မဟုတ်ပါဘူးလို့လာကြည့်လိုက်ပါလို့အများကြီးရှိရဲ့ဟော1000 2000တန်းနေတသိန်းတသိန်းအဲ့လိုမျိုး50 60သိန်းဒီပုံရှိပါတယ်အဲကျွန်တော်တို့ ရှိကိုတိုက်ပေါ်ကိုစက်တုံးဆိုင်အားပေးရတဲ့ customer တွေအားလုံးပေါ့နော်အဲစိတ်ချမ်းသာကြီးတို့ကြမှာဒီဖြစ်ပေါ်လာပါဘူးလုပ်ငန်းတွေအဆက်ဆက်ရာစီစဉ်ကြပါစီခင်ဗျာဟုတ်ပြည့်ရနေကြီးရှင်းကြပါစီဟုတ်ကျေးဇူးပါညီမလေး